ားရမှာပြည်သူလူထုစဉ်းစားရမှာကဒီပြိုးဝေဒီဂိတ်ကိုလာပြီဆိုတာကိုဒီကပြည်သူစစ်ကဆိုယူတော့ရတယ်သူကလည်းတိတယ်ဒီကောင်လာပြီဒီချိန်မှာကသူကပြည်သူစစ်ဟိုကလည်းကြီးတာဝန်ထမ်းဆောင်တွေမှာစားပါပြိုးဝေအဲ့ဒီဂျားထဲမှာကိုကသူကတိနေပြီသူကတိနေပြီတိနေတော့အဲ့ကောင်ကိုဓာတယ်မမကြောက်ဘူးအဲ့ဒီဘက်ကကောင်ကလည်းဟဲ့အောင်မင်းတို့ဗီဒီယိုပိုင်းရိုက်တာပြိုးဝေလာပြီ ဟုတ်လားဘသူမားတယ်မနိုင်ဆိုတော့ပြောရတော့မယ်အဲ့ဒီအချိန်မှာဘာမှမကြောက်ဘူးလားဆက်တက်နေတော့တော့ဒီကားကဒီလိုပဲလိုက်တယ်ဒီဘုံကြီးကြောက်ဆိုလိုက်တယ်ဖရီယံတော့ရီဝဲချက်ချင်းနဲ့အလုံးလုံးတာရီဝဲချက်ချင်းနဲ့အလုံးလုံးတာပြဿနာချတာဒါပေမဲ့တက်မတော်ဒီနာသကနော်နာသကအစိုးရကြီးနဲ့တက်မတော်ကာကွယ်ရေးစည်းချုပ်နဲ့အဘဒီတို့ကြီးတို့ကိုကျွန်တော်တို့ကချွေးဥတို့ဘာတို့ပေါ့ကျွန်တော်လည်းမသိဘူးဒီလူနှစ်ယောက်လုံးကို ပြင်းပြင်းထန်ထန်အရေးယူပါသူတို့နှစ်ယောက်လုံးရဲ့မပြေလည်တဲ့ပြဿနာတွေကနေပြီးတော့မှဖြိုးဝေလုပ်တဲ့ဘဝတက်မတော့ဂုံတိတ်ကကြာစင်းစေခြင်းနဲ့နော်တက်မတော့ဂုံတိတ်ကကြာတယ်ဒီပြည်သူစစ်ကဇော်ယူတွန်းရလေတက်မတော့ဂုံတိတ်ကပြည်သူစစ်ဂုံတိတ်စာပြည်သူစစ်ဆိုတာကကနေလက်အောင်မှာရှိတာကြာကြာစင်းတယ်သူတို့နှစ်ယောက်လုံးရဲ့နော်အတ္တတွေနော်သူတို့နှစ်ယောက်လုံးဖြစ်တာလေစောပြေတနာတွေက ကျွန်တော်တို့တက်မတော်ကောပြည်သူစစ်ရဲ့ဂုံတိတ်ကတွေရောအကုန်ကြဆင်းကုန်လားဒီကောင်တွေနှစ်ကောင်လုံးအေးယူနှစ်ကောင်လုံးယူရမှာမယူလို့မရဘူးနော်ဖြိုးဝေလည်းယူသူကသူဘာကောင်မကလို့ဘာဖြစ်ဖြစ်ကျွန်တော်ပြောပြီးသားဒီကောင်41ကနော်41ကလူကဘုံဘူးအဆင့်ဆိုရင်တဲ့ပြောလာတာတဲ့ပဲပြောလိုက်မယ်စောက်ပဲ့မို့လို့ပေါ့ဗျာဟုတ်လားဒီရစီပဲစီ40လောက်တော့ဘူချုပ်တွေဖြစ်နေ41လောက်တော့ဘူချုပ်တွေဖြစ်နေဒါကတော့ကျွန်တော်ကတဲ့ဝေပန်တာနော်လူတွေကဒုလောဒုလောတွေနဲ့ ကျွန်တော်တို့ခွေးချင်းချင်းကြိုက်ကုန်ပြီတဲ့ဒီနေ့မန္တလေးမှာဘာဖြစ်လဲမန္တလေးမှာအချင်းချင်းပြစ်ခတ်မှုဖြစ်တယ်ကံကောင်းတယ်ပြည်သူလူထုမသိဘူးနော်အဲ့ဆရာကြီးကအပြစ်ခံရတယ်ဟိုတယောက်ကတော့ဘာထားလိုက်တော့သူကစိတ်ပေါက်ပြီးတော့မှလိုက်ပြတာလိုက်ပြပြီးတော့မှကျွန်တော်တို့တက်မတော်အချင်းချင်းပဲပြစ်ခတ်ခဲ့တယ်တိတ်ဆုံးသွားတယ်ဒီလိုလားပါ နော်အများကြီးတော့သိတော့မပြောချင်ဘူးအဲ့တော့တက်မလို့ပါလေဒီလိုပဲလေတေတော့ကမန်နေဂျာမှာရှိတဲ့လူတွေတိမှာပေါ့ကျွန်တော်အများကြီးတော့ဟိုသိမပြောချင်ဘူးကိုသဘောရင်ဒီတင်းနေမတည်ဘူးလားကျွန်တော်အကုန်လုံးသိတယ်ကျွန်တော်တို့ကပြောတဲ့ပြောတိုင်းမှာပြောရတာမပြောတဲ့မပြောတိုင်းကျွန်တော်ဘယ်တော့မှမပြောဘူးဒီနေ့ဈေးကြုံမှာနားမှာအင်းဝပဲအိုင်းနောက်မှာဖြစ်သွားတယ်နော်အေးဒီမှာကျွန်တော်တို့ကတော့အဆရာကြီးရတယ်တကြီးနေပြီတကြီးတော့သူလဲစိတ်နေနေဟိုလိုမျိုးပေါ့နော်ဟုတ်ပါဘူး အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပြည်သူစစ်ကောင်းဆောင်စော်ယူထွန်းနဲ့မလိုင်မြို့နယ်စီမံအဖွဲ့ဝင်ဗိုလ်မှူးဖြိုးဝေလင်းတို့ရုတ်တံဖိုင်နဲ့ပတ်သက်ပြီးအာကြီးရဲ့တုံးသက်ချက်တွေအပြင်မန္တလေးဈေးကျိုအနီးအင်းဝဘံမှာဂိတ်အဆောင်စစ်အုပ်စုအချင်းချင်းပြစ်ခတ်မှုဖြစ်ခဲ့တဲ့ထူးခြားသတင်းပါတင်ဆက်ပေးလိုက်ပါရစေ။မန္တလေးမြို့ဈေးကျိုတော်နယ်နာရီစင်မီ84လမ်းနဲ့26လမ်းထောင်ကစစ်အုပ်စုပိုင်အင်းဝဘံမှာဂိတ်ဆောင်နေရတဲ့စစ်အုပ်စုအချင်းချင်းတနက်နဲ့ပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့မြို့ခံတွေကပြောပါရစေ။ ဒီဟိုဗာလေပြည်သူစစ်ကဆိုယူထုံးနဲ့ဘုံမှုဖြိုးဝင်နေဖြစ်တဲ့ပြဿနာကသူများတွေကျွန်တော်ကိုမင်းကအဲဖြိုးဝင်ဖြစ်လို့မပြောရဲဘူးလို့ဗာလို့ကျွန်တော်လာပြောတာပေါ့ကျွန်တော်ကနေမဟုတ်ဘူးကျွန်တော်နားမကောင်းရောက်ပြီလို့တကယ်တမ်းတော့ဘယ်သူမားလဲဆိုရင်ဖြိုးရမားတယ်နော်ဖြိုးရဘာမားလဲဆိုရင်သူက၄၁ကဆိုကျွန်တော်လည်းအတက်တနည်းပဲကြီးတာ ဒီဖြိုးဝင်နဲ့ဒီဇော်ယူထွန်းနဲ့ကျွန်တော်ကဖြိုးဝင်လို့ဘာလို့ခေါ်လဲလို့ပြောရင်နာမည်ကိုကျွန်တော်ခေါ်တာကယာရူးကိုကျွန်တော်မတက်တော့နော်ဇော်ဝေဖြိုးဇော်ယူထွန်းကိုလည်းကျွန်တော်ကဇော်ယူထွန်းပဲပြောမှာနော်နေအောင်တော့ကျွန်တော်တက်ကြည့်တယ်ပြည်သူလူထုတွေနဲ့တပတ်ကလူတွေစိတ်ဝမ်းကွဲအောင်နော်ဖြိုးဝင်ရလေသူတို့ကသူတို့အကြောင်းတရားတွေအရင်တည်းကရှိခဲ့တယ်မှန်မှားဘူးသူလည်းအကြံနဲ့လာတာပဲဒါမှမဲပဲဘာလို့မှမချရလဲသူက ။ तू ကပြဿနာကိုမပြည့်ပြောင် तू ကဖန်တီးတာ။ဒီဖြိုးဝေကနော်နံပါတ်၁ချက်ကမှန်ချားရပါလေ။မှန်ချားလိုက်ပြီရအောင်ကြီးလေး။ငါဖြိုးဝေပါ။ဟုတ်လား။ဘုံမှုဖြိုးဝေပါတော့ငါဒီလိုပါ။ဘလို့ကိုဟမ်စိမ့်မှုမသိဘူးလေကျွန်တော်လေအပေါ့လိုက်အောင်စိမ့်မှုမှုဆိုတာဘာလို့ဒီသူစစ်တော့ဘူးလား ဒီလိုပါပဲကျွန်တော်တိုက်ခတ်ခံနေရတာပဲဘာကနေပို့ပေးလိုက်ကျွန်တော်အဲ့ကြံကြေးသေးရနော်ကားထဲမှာဟုတ်တယ်အော်နောက်ဘုန်းထဲမှာကျွန်တော်ဟိုဟာလေးအဲ့အဲ့ဥစ္စာလေးပို့ပေးသမှာโอเคโอเคကျွန်တော်လည်းအရန်တိုက်ခတ်ခံရတယ်သူစိမ်မူမူလည်းကျွန်တော်ပြောနေပြန်ပြီတဲ့ကျွန်တော်လည်းမသိဘူးအဲ့တော့ကျွန်တော်ဆက်ပြောမယ်အဲ့တော့ဖြိုးဝင်ရာသူကမှန်ချရမှာနော်သူတို့အချင်းချင်းဂျိဆက်ဟိုးအရင်ကရှိခဲ့ဘူးလောက်တယ်အဲ့တော့မမှန်မထားဘူး မမကြောက်တော့ဟိုကလည်းမမကြောက်တဲ့ပြဿနာနဲ့အဲ့ထဲမှာစောင့်ပြဿနာတက်ကောဟိုကလက်ပြဘုံနေတနက်တွေနဲ့မမစားပါလားကျွန်တော်ပြောတယ်လေဝင်တန်းအကုန်ကောင်းတာလို့နော်ကျွန်တော်ဝင်တန်းတွေကိုဆင်းနေဆိုတော့ခင်ဗျားတို့ဝင်တန်းကလက်ပြဘုံနေပြခွဲပလိုက်မယ်လို့တနက်တွေချပြတယ်လို့ငါကတက်မတော်ကလက်ရှိတောင်ဝင်ထမ်းဆောင်နေတို့ဘာလို့ပြောတော့တိတ်ကမကြောက်ဘူးလားကျွန်တော်ပြောနေတာမှားလို့လားအဲ့လိုလူတွေရှိတယ်နော်အဲ့တော့ကဲဖြိုးရီကိစ္စတော့သူမှားသွားပြီ အဲ့ဒါကိုဗီဒီယိုဖိုင်ရိုက်ထားတာကဘာကြောင့်ရိုက်ထားတာလဲစဉ်းစားရမှာပြည်သူလူထုစဉ်းစားရမှာကဒီပြိုးဝေဒီဂိတ်ကိုလာပြီဆိုတာကိုဒီကဗီဒီယိုစစ်ကဆိုယူတော့လည်းသူကလည်းသိတယ်ဒီတော့လာပြီဒီချိန်မှာကသူကဗီဒီယိုစစ်ခိုကလက်ရှိတောင်ဝင်တောင်ရဲမဆာပါပြိုးဝေအဲ့ဒီခြားထဲမှာကိုကသူကသိနေပြီသူကသိနေပြီသိနေတော့အိုက်ကောက်ထားတယ်မမကြဘူး အဲဒီဘက်ကကောင်းလေဟေးအောင်မင်းတို့ဗီဒီယိုပိုင်းရိုက်တာဖြိုးဝင်လာပြီဟုတ်လားဘသူမားတွေမိုင်းနေဆိုတော့ပြောရတော့မယ်အဲ့ဒီအချိန်မှာမိုင်းမှာကျတော့ပြဿနာအစားတက်ပြီကျတော့ဒီဘက်ကကောင်းဗီဒီယိုပိုင်းရိုက်တယ်ဒီဖြိုးဝင်ရဲ့ပြောပုံစုံပုံရိုက်တယ်နှစ်ယောက်တော့ကရည်ရွယ်ချက်ရှိရှိနဲ့အလုပ်လုပ်တာရည်ရွယ်ချက်ရှိရှိနဲ့အလုပ်လုပ်တာပြဿနာစားတာဒါပေမဲ့တက်မလို့ဒီနာသကနော်နာသကအစိုးရကြီးနဲ့ တမ်းမတော်ကာကွယ်ရေးစည်းချုပ်နဲ့အဘဒုချုပ်ကြီးတို့ကိုကျွန်တော်တို့ကချွေးဥတို့ဘာတို့ပေါ့ကျွန်တော်လည်းမသိဘူးဒီလူနှစ်ယောက်လုံးကိုပြင်းပြင်းထန်ထန်အရေးယူပါသူတို့နှစ်ယောက်လုံးရဲ့မပြေလည်တဲ့ပြဿနာတွေကနေပြီးတော့မှဖြိုးဝေလုပ်တဲ့ဘဝတက်မတော်ဂုံတိတ်ကကြာစင်းစေခြင်းနဲ့နော်တက်မတော်ဂုံတိတ်ကကြာတယ်ဒီပြည်သူစစ်ကဇော်ယူတွန်းကလည်းတက်မတော်ဂုံတိတ်ကပြည်သူစစ်ဂုံတိတ်စာပြည်သူစစ်ဆိုတာကကနေလက်အောင်မှာရှိတာ ကြာကြာစင်းတယ်သူတို့နှစ်ယောက်လုံးရဲ့နော်အတ္တတွေနော်သူတို့နှစ်ယောက်လုံးဖြစ်တာလဲစောပြေတနာတွေကကျွန်တော်တို့တက်မတော်ကောပြည်သူစစ်ရဲ့ဂုံတိတ်ကတွေရောအကုန်ကြာစင်းကုန်လားဒီကောင်တွေနှစ်ကောင်လုံးအေးယူနှစ်ကောင်လုံးယူရမှာမယူလို့မရဘူးနော်ချိုးဝေလဲယူသူ့ဘာသူဘာကောင်မကားလို့ဘာဖြစ်ဖြစ်ကျွန်တော်ပြောပြီးသားဒီကောင်41ကနော်41ကလူကဘုံမှုအစ်စ်ဆိုရင်တဲ့ပြောတာလားတဲ့ပဲပြောလိုက်မယ်စောက်ပဲ့မလို့ပေါ့ဗျာဟုတ်လားတရားစီပဲစ40လောက်တော့ဘုံချုပ်တွေဖြစ်နေတယ် လေးပြတ်တိလောက်တော့ပူပူကျုပ်တွေဖြစ်နေဒါကတော့ကျွန်တော်ကတဲဝေပန်တာနော်အော်အေးဟုတ်တယ်ကဇော်ဘုန်းကြီးကပြောတာ41ကအပတ်စဉ်41ကလူကပုံမှုစင်ပဲရှိတယ်ဆိုရင်ဒီကောင်ဒီငါပဲ့ပဲပေါ့မဟုတ်လားအခုကကိုယ့်အချင်းချင်းဖြစ်ကြတာဗျာအဲ့တော့ line ပေါ်မှာအခုကအချင်းချင်းဖြစ်ကုန်လားအဲ့တော့အဲ့နှစ်ယောက်လုံးကကင်မရာရဲ့ဂုံတိတ်ကလည်းကြားတယ် နော်ဒိုင်းမော်တင်တာသူတို့ကျွန်တော်တို့ဘယ်နှကတင်ဘူးလို့လဲမတင်ဘူးနော်သူတို့ချင်းချင်းဖြစ်တဲ့ကိစ္စတခုဟာတပတ်က41အပစီ41ကဖြစ်တဲ့ဘုံမူဖြိုးဝေတပတ်ကခွဲထိန်တာပါလားခွဲဟုတ်လားလောက်ခဲ့တဲ့တက်ချက်ကြီးနှစ်အောင်လုံးကစစ်တပ်တော်ဝင်ထမ်းဆောင်ခုလေဘာလို့ဒီလောက်ကိုလောက်တာလဲအဲ့ဒီအောင်လုံးမှာပြည့်စီနေနော်အဲ့ဒီအောင်လုံးကြီးရွယ်ချက်ရှိရှိနဲ့ အလုပ်လုပ်ခဲ့ကြတာကိုကျိုးတွေအတတွေကိုရှေ့ထုတ်ထားပြီးတော့မှကျွန်တော်တို့တက်မတော်ပုံသိပုံရိပ်တက်မတော်ရဲ့ပုံရိပ်နဲ့ဂုံသိကကြာစင်းအောင်လုပ်တယ်တပတ်ကလည်းပြည်သူစစ်ရဲ့ဂုံသိကကိုကြာစင်းအောင်လုပ်ပြီးတော့အဲ့ဗီဒီယိုဖိုင်ကိုတင်လာအဲ့ဒါကျွန်တော်ရဲ့အဖြေပဲနော်အဲ့ဒီကျွန်တော်ကဖြိုးဝင်နေလည်းမသိဘူးဒီပြည်သူစစ်စိုးယူထွန်းနေလည်းမသိဘူးလူတွေကဒုလိုဒုလိုတွေနဲ့ကျွန်တော်တို့ခွေးချင်းချင်းကြိုက်ကုန်ပြီတဲ့ဒါလည်းမပေါ့ကျွန်တော်ကပြောပြတာပါအဲ့တော့ ဟိုကျွန်တော်စိုးရိမ်နေတယ်လိုက်မလွင်ဘူးလို့ဘာလို့ညာလို့ဘာညာပေါ့ကျွန်တော်အဓိကဒီနေ့ပြောချင်တာကတော့ဒါပါပဲဟိုအခုဘုံဘူးဝေဖြိုးပေါ့နော်မားတယ်ဇုံထွန်းလည်းမားတယ်ဝေဖြိုးလည်းမားတယ်နိုင်ငံရဲ့ဥပဒေတိုင်းပဲရင်ဆိုင်ကြပါနော်တကယ်မားတယ်တကယ်နှစ်ယောက်လုံးကတယောက်ကလည်းယူရစစ်စစ်နဲ့ကားမမချဘူးသူတို့ကသူတို့လောဘဒေါသမောဟတွေရှိလိမ့်မယ်မှန်မချတဲ့အတွက်ဟိုကလည်းမှန်မချလို့ပြောတယ်ဟိုအဲ့ဒီမှာသူ့ခွင်နဲ့ရောက်ပြီဆိုပြီးတော့မှပြောတယ်ဟိုကလည်း ဗီဒီယိုရိုက်ထားတယ်အဲ့ဒီဗီဒီယိုကလည်း public မှာတက်တယ်ဒီနေ့မန္တလေးမှာဗာဖြစ်လဲမန္တလေးမှာအချင်းချင်းပြစ်ခတ်မှုဖြစ်တယ်ကံကောင်းတယ်ဗီဒီယိုလူလူမသိဘူးနော်အဲ့ဆရာကြီးကအပြစ်ခံရတယ်ဟိုတယောက်ကတော့ဒါထားလိုက်တော့သူကစိတ်ပေါက်ပြီးတော့မှလိုက်ပြတာလိုက်ပြပြီးတော့မှကျွန်တော်တို့တက်မတော့အချင်းချင်းပဲပြစ်ခတ်ခဲ့တယ်တေဆုံးသွားတယ်ဈေးကြုံလာမှာ နော်အများကြီးတော့သိတော့မပြောချင်ဘူးအဲ့တော့တတ်မလို့ပါလေဒီလိုပဲနေတည်တော့မန်နေမှာရှိတဲ့လူတွေတိမှာပေါ့ကျွန်တော်အများကြီးတော့ဟိုသိမပြောချင်ဘူးကိုတော်ဘုန်းကြီးဒီတင်းနေမတည်ဘူးလားကျွန်တော်အကုန်လုံးသိတယ်ကျွန်တော်တို့ကပြောတဲ့ပြောတိုင်းမှာပြောရတာမပြောတဲ့မပြောတိုင်းကျွန်တော်ဘယ်တော့မှမပြောဘူးဒီနေ့ဈေးကြုံမှာနာမအင်းဝပန်အိုင်နာမှာဖြစ်သွားတာနော်အေးဒီမှာကျွန်တော်တို့ကတော့အိုက်ဆရာကြီးရလေအသက်ကြီးနေပြီတကြီးတော့သူလဲစိတ်နေနေဟိုလိုမျိုးပေါ့နော်ဖောက်ပုံပေါ်တယ် ။ထောက်ပြီးတော့အဲ့မှာပြဿနာတက်ကြတော့ဒီနေ့တော့ကျွန်တော်တို့ခြေခံ၅ချက်လောက်နဲ့ဖြစ်ခံရတယ်။ဆုံးသွားတယ်။နောက်တစ်ခုကနော်ကိုယ်ကနေဘက်ကစတိတယ်ဗျာ၈နှစ်နော်၈နှစ်လေးတော့ကျွန်တော်အဲ့လိုပဲပြောလိုက်မယ်အဲ့လိုပြောရင်တော့ဒါကျွန်တော်ဒီ లైన్ မှာဒီလောက်ပဲပြောခွင့်ရှိတယ်ဒီလောက်ပဲနော်အဲ့တော့ဒီနေ့မန်လေးရဲ့နေတာကိုခင်ဗျားတို့ပါခင်ဗျားတို့လိုက်ဆောင်တယ်ဟုတ်လားကိုစောပွင့်ပြောတာဟုတ်တယ်အဲ့တော့ကျွန်တော်တို့ကအရင်တိတာတွေကိုလည်းတိတယ်လို့ပြောလို့မရတယ်လို့မတိတဲ့အရာတွေကိုလည်းလူကြီးတွေတိအောင်ပြောရမှာကကျွန်တော်တို့တာဝန်ဖြစ်တယ် ကျွန်တော်ကိုတိတ်ပြီးတော့မဖမ်းခိုင်းနဲ့နော်ခင်ဗျားတို့ဖမ်းခိုင်းတဲ့လူတွေမောသွားလိမ့်မယ်နော်ကျွန်တော်အချိန်ချင်းကကျွန်တော်ပြောတယ်နော်ကျွန်တော်ကဒါမှမဟုတ်ဘူးကျွန်တော်ကတာမန်လူလေးတယောက်ပါနော်ဟုတ်လားအဲ့တော့ခုဒီရဲ့ဘေးနဲ့မှနည်းနည်းစိတ်ဖြစ်လာတယ်အခုကဘုံမှုဝေဂျူးနဲ့ပတ်သက်တဲ့ဇုံတွန်းကိစ္စပြဿနာတက်လာတယ်ကျွန်တော်တို့တက်မလို့ပုံရိပ်ချအောင်လုပ်ကြတယ်အခုဒီနေ့ကြက်တလာတစ်ခုတက်သွားပြီမန္တလေးမှာဈေးကျုံမှာနော်လိုက်ပြလိုက်တော့ဒေသွားတယ်တော့ဒေသွားတယ် တစ်ဖက်ကတော့သူကတော့အချင်းချင်းဖြစ်တာအချင်းချင်းအချင်းချင်းဖြစ်တာနော်အဲ့တရင်ကအမှန်ပဲအချင်းချင်းဖြစ်ကြတာအဲ့လိုအချင်းချင်းတွေကြီးကို